လောကမှာအကဲ့ရဲ့ခံရခြင်းကလွတ်တဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးတဲ့။နတ္ထိလောကောအနိန္ဒိတောတဲ့။ဥရုဇေနေဟာသူတို့ကြိုက်တဲ့အခါမှာအကောင်းပြောကြမယ်။သူတို့နဲ့သဘောထားချင်းမတိုက်ဆိုင်တော့ဘူးဆိုလို့ရှိရင်ဘလောက်ပဲရင်းနှီးတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ကိုယ့်ကိုအပုတ်ချဖို့ကိုယ့်ကိုမကောင်းပြောဖို့အတွက်သူတို့ဟာဝင်လေးဆောင်ဆိုင်နေမှာမဟုတ်တော့ဘူးတဲ့။ ဲ့တော့သကလုံးနေပေါ်ပေါ်လိုက်ပြီးတော့မခံစားမိစေနဲ့တဲ့ကြီးမွန်တာလည်းပဲ900ပဲတဲ့ကဲရည်တာလည်းပဲ900ပဲချိန်တန်တော့အားလုံးဟာ ကိုလန်းကိုရှောက်ပြီးတော့ကိုအထုပ်ကိုပိုက်ပြီးသွားကြရမှာဖြစ်တယ်။ဒါကြောင့်ကိုလှုပ်တဲ့လှုပ်ကိုသူတစ်ပါးကအတိမတ်ပြုသည်ဖြစ်စေအတိမတ်မပြုသည်ဖြစ်စေကိုလှုပ်တဲ့လုပ်ငန်းရက်မှာကြိုးကြိုးစားစားနဲ့မုံမြတ်တဲ့ဥတီချက်တွေမပြတ်အောင် လုံဆောင်နိုင်မယ်ဆိုလို့ရှိရင်ဒီဘဝကောနောက်ဘဝကောတွတ်ပါလိပ်ပြာလုံတော့တာပါပဲအားလုံးပဲကျမ်းမာချမ်းသာကြပါစေ။